လမ်းပေါ်မှာမော်ဒယ်တယောက်ရဲ့အဝတ်စားတွေကိုအမျိုးသမီးတွေဝိုင်းပြီးဆွဲဖြန့်နေကြတယ်။ဘာကြောင့်သူတို့ဒီလိုလုပ်ခဲ့ရလဲ။ဒီဒီဇိုင်းကိုမကြိုက်လို့လား။ဒီအဝတ်တွေကိုမမြင်ချင်လို့လား။ဒါမှမဟုတ်သူတို့မကြိုက်တာကဒီအဝတ်ကကိုစားပြုနေတဲ့အရာများပါ။ဒီဝိကဒီယောရဲ့ဝိတ္တထဲပါ စပီကာလာပဲရစ်မြို့မှာဒီယောအမတ်တစက်ရဲ့အမျိုးသမီးဆန်နဲ့တီထွင်မှုအမြင်ကဘတ်ကြောင့်ဒီလောက်တောင်ချင်းချောက်မှုဖြစ်နေစေတာလဲဒါမှမဟုတ်ဒီလောက်လွန်လွန်ကဲကဲဘတ်ကြောင့်တုံ့ပြန်ခြင်းစရာဖြစ်နေရလဲဒီနေ့ပဲရစ်မှာနေရင်မြမရိုးရပိတ်စရိနဲ့ပကြီးဆွဲနေတဲ့ပကြီးဆရာတယောက်အနေနဲ့ချူဒီသမိုင်းကိုနားလဲချင်လာတယ် ပြီးတော့ဒီပေါ်မှာပကြီးဆရာတယောက်ဖြစ်တဲ့ချူရဲ့အတွေ့နဲ့ရှုထောင့်အောင်ဘာဖြစ်မလဲဒါရီတီးရဖို့ဒီနေ့ Paris က Dior Gallery မှာအတူတူသွားအဖြေရှာကြည့်ရအောင် Christian Dior ကနာမည်ကြီးဒီဇိုင်နာဖြစ်မလာခင်မှာပန်းပွင့်တွေကိုပကြီးဆွဲရတာကြိုက်တဲ့ကောင်လေးတစ်ယောက်ပါပဲ။တိတ်တိတ်ဆိတ်ဆိတ်နေတတ်ပြီးနည်းနည်းလဲရှက်တတ်တဲ့အဲ့ကောင်လေးကို Normandy ကကမ်းခြေမျိုးကလေးတစ်ခုမှမွေးဖွားခဲ့တယ်။သူ့အမေကအဝတ်စားလက်လက်ပပဝတ်တတ်တဲ့သူတစ်ယောက် သူ့ဖေကတော့စီးပွားရေးလုပ်ငန်းပညာရှင်ဒီယောကရောသူကတော့အနုပညာရှင်တရားဝကြီးဆရာတရား ဖြစ်ချင်ခဲ့တဲ့သူသူ့ဘဝက fashion နဲ့စကားတင်ခဲ့တာတော့မဟုတ်ဘူးသူအသက်20လောက်မှမှ Paris မှာတငယ်ချင်းတစ်ယောက်နဲ့ပြကန်းလေးစပြီးဖွင့်ခဲ့တယ်။အဲ့ဒီပြကန်းထဲမှာ Picasso, Dalí နဲ့တခြား surrealist အနုပညာရှင်တွေရဲ့လက်ရာတွေကိုလည်းပြသခဲ့တယ်။သူကအဲ့ဒီချိန်ကနေကပကြီးတို့အနုပညာတို့နဲ့နှိစက်ခဲ့တာ။ ီနံမရီလက်ရာတွေကနောက်တစ်ချိန်သူ့အဝတ်အစားဒီဇိုင်းတွေဖန်တီးတဲ့အခါမှာပြန်ပါလာတာတွေ့ရလိမ့်မယ်။ဖန်တီးမှုအမှုပညာတွေကအဲ့ဒီလိုဆက်ဆက်နေတတ်တာဒါကြောင့်လည်းတခါတလေဝတ်စားတွေဒီဇိုင်းတွေကခြုတ်စိတ်ကိုရံဖန်းစားရတယ်လို့ခံစားရတာလည်းအံ့ဩစရာတော့မဟုတ်ပါဘူးအားလုံးကဖန်တီးမှုဆိုတဲ့ခေါင်းစဉ်အောက်ကလာကြတာပဲဆိုတော့လေ ဒီရောအကြောင်းကိုဆက်ရရင် နောက်ပိုင်း Great Depression လို့ခေါ်တဲ့စီးပွားပြက်ကကြီးရောက်လာတော့သူ့မိသားစုစီးပွားရေးကျသွားတယ်။သူ့ပြာကန်းလေးလည်းပိတ်လိုက်ရတယ်။ရက်တီဘို့အတွက် Fashion House တွေအတွက်အဝတ်အစားဒီဇိုင်းတွေပုံချမ်းတွေဆွဲတာသူလုပ်ခဲ့ရတယ်။သူ့ရဲ့လက်ထဲမှာဘာမှမရှိတဲ့အချိန်မှာတော့ပန်းပွင့်နေပန်းဥယျာဉ်တွေနဲ့အိမ်မက်တွေနဲ့ဝန်းရံနေတဲ့အမျိုးသမီးတွေကိုစိတ်ကူးယဉ်နေလေးရှိတယ်။နောက်ဆုံးမှာတော့သူ့ကိုယ်ပိုင် Fashion House ကို 30 Avenue Mountain မှာသူဖွင့်နိုင်ခဲ့တယ်။သူက Paris မြို့မှာရှိတဲ့ဒီနာမည်ကြီးလမ်းလေးတစ်ခုပေါ့နော်။အဲ့တုန်းကသူပြောခဲ့တာဒီနေရာပဲဖြစ်ရမယ်တခြားဘယ်နေရာမှမဖြစ်ရဘူးတဲ့အမှုပညာရှင်တိုင်းအဲ့ဒီခန်းစားချက်ကိုသိမှထင်တယ်ကိုနှလုံးသားကစကားပြောလာတဲ့နေရာတစ်ခုကိုရှာတွေ့သွားတဲ့အခါမျိုးပေါ့သူဖွင့်ကျင်တဲ့နေရာမှာဆိုင်လေးဖွင့်ပြီးတော့1949လောက်မှာအရာအားလုံးပြည့်စည်နေတဲ့စစ်ပွဲပြီးကစားကဘာကြီးရနေပြီးတော့ပြန်လဲတိဆောက်ဖို့ကြိုးစားနေတဲ့အချိန်မှာ သူ့ရဲ့ပထမဆုံးအဝတ်အစားဒီဇိုင်းကိုပြသခဲ့တယ်။ Dior ဇလန်ကအဲ့ဒီမှာစတာပဲ။သူ့ဒီဇိုင်းကိုကြည့်ပြီးလူတွေအသက်ရှူမလာခဲ့ကြတယ်။ Angie Car တွေကချင်းချင်းသေးသေးလေးစကတ်တွေကဖောင်းဖောင်းကာကာပွင့်ကစားပန်းမွင်ကြီးတစ်ခုလိုပိတ်စတွေအလောက်လိုက်အထက်လိုက်ထည့်ပြီးတော့ချုပ်ထားတာ။တချို့ကတော့စစ်ကြောင်မေးထားရတဲ့အမျိုးသမီးတွေရဲ့လှပကြော်ရှင်းခြင်းတွေကအခုမှပြန်လည်မွေးဖွားလာတယ်လို့ပြောတယ်။ ဒါပေမဲ့တချို့ကတော့အမျိုးသမီးတွေကိုစော်ကားမှုလို့ခေါ်ကြတယ်။သူတို့အပြင်းအထန်စူးစမ်းပြောင်းလဲခဲ့ရတဲ့အမျိုးသမီးတွေကိုအသက်ရှူကြမတတ်ခါသေးအောင်ကြက်ထုတ်ပြီးဝေးရတဲ့ခေတ်ကိုပြန်ဆွဲခေါ်သွားလို့လောင်အောင်နေကိုပြန်ထည့်တယ်လို့ခန်းစားရစေတယ်တဲ့။ကဘာကြီးဟာစစ်ထဲကနေခုမှထွက်လာတာကစားအဝိစားတွေပိတ်စားတွေကိုဝေပုံကြအချိုးကြတမတ်ချက်နေပဲတုံးဆွဲနေရတဲ့အချိန်မှာဒီရောကပိတ်စားကိုဇာအပားတို့လိုပိတ်စားတွေကိုစကတ်တထည်ရဖို့တော့မီတာနဲ့ချီပြီးတော့အများကြီးတုံးပြီးချုပ်ခဲ့တယ် ပြီးတော့အမျိုးသမီးတွေအရင်လိုနူးညံ့သိမ်ပွေးရမယ်ဆိုတဲ့စကားနဲ့စပြီးတော့ဖန်တီးမှုတွေစတင်ခဲ့တာတချို့ကတော့ဒါဟာလမ်းသစ်တစ်ခုလွမြောက်ခြင်းတစ်ခုလို့မြင်တယ်အစ်စ်တစ်ခုပေါ့နော်ဖန်တီးခြင်းလို့မြင်တယ်တချို့ကတော့စော်ကားတယ်စန့်ကျင်တယ်စော်ကားမှုတစ်ခုလို့မြင်တယ်တနေ့ဒီယောအဝတ်စားဝတ်လာတဲ့မော်ဒယ်တယောက် Paris မြို့ထဲမှာလမ်းလျှောက်နေတော့တိုက်ခိုက်ခံရတယ်။ လမ်းပေါ်ကမျိုးသမီးတွေကသူ့ရဲ့ကောင်းဝင်ကိုဝိုင်းပြီးတော့ဆွဲဖြင်းဒီရောကကျမတို့နောက်ပြန်ဆွဲခေါ်နေတဲ့နှစ်ပေါင်းများစွာစတေးအနစ်နာခံရတာတွေကိုဖျက်ဆီးနေတယ်ဆိုပြီးတော့သူတို့ကអော်ကြတယ်ဒီအခိုက်တန့်လေးကတင်ငီတာတစ်ခု ဖြစ်သွားတယ်။ဘာဖြစ်လို့လဲဆိုတော့အလှပဆိုတာကလည်းခွန်အားတစ်ခုဩဇာတစ်ခုတက်ရောက်နိုင်တဲ့အရာပဲ။ဒီအခိုက်အတန့်က လူဒန်းစားကွဲပြားမှုကိုလည်းပြနေသေးတယ်။လူအများစုစားဝတ်နေရေးအတွက်ရုန်းကန်နေရတဲ့အချိန်မှာဇိမ်ခံပစ္စည်းတွေကိုဘယ်သူတွေကတက်နိုင်နေသေးလဲဆိုတာကိုမြင်သာစေတယ်။ဒီအဝတ်တွေကအမျိုးသမီးတိုင်းကိုကိုစားပြုနေတာတော့မဟုတ်ဘူး။တထေးတွေကိုပဲကိုစားပြုနေတာ။သူတို့ပဲဝင်နိုင်တာ။ခေတ္တိုင်းမှာဒီလိုပဲချမ်းသာရတဲ့သူတွေကအလှအပကိုသူတို့နီးသူတို့ဟန်နဲ့ဝစ်စင်ပုံဖော်နေကြတယ်။ ဒီအကြောင်းကိုအရင် worth episode မှာတော့ပြောပြီးသားပါ worth ဟာ Dior မတိုင်ခင်အစောဆုံး Paris ကို fashion မျိုးတော်အဖြစ်စတင်ခဲ့တဲ့အကြောင်းပေါ့ဒါပေမဲ့စစ်ပွဲတွေအတွင်းမှာတော့ Paris ရဲ့ဒီကုံတင်းကနည်းနည်းမှိန်သွားတယ် Dior ရစ်ပြီးတဲ့ kit ကိုပြန်ရောက်လာတဲ့အချိန်မှာ Paris ကဒီလိုတီထွင်မှုအသစ်တွေနဲ့ fashion မျိုးတော်ဆိုပြီးတော့တစ်ခါပြန်ဖြစ်လာတာအဲ့ဒီအချိန်တွေကစလိုက်တဲ့ပုံရိပ်ဟာဒီနေ့ချိန်အထိပြင်သစ်အတွက်စီးပွားရေးအရှိန်အဟွာတစ်ခုအဖြစ်ဆက်ပြီးရှိနေတော့မယ် ပြင်သစ်သမိုင်းကြောင်းကိုဒီထပ်ပို့ပြီးအများကြီးပြောရှင်ပါသေးတယ်။ဒါပေမဲ့အဲ့ဒါကိုဆက်လိုက်လို့ရှိရင်ဒီဒီရောပြာကန်းလေးကိုမရောက်ဖဲနေလိမ့်မယ်။ဒီမှာရင်တခန်းရက်ပြီးတော့ပြာကန်းအကြောင်းလေးဆက်လိုက်ကြရအောင်။ပြာကန်းလေးကိုခြေလန်းလိုက်တဲ့အခါ fashion sign တစ်ခုလိုရောပြားလိုက်တစ်ခုလိုပါမခံစားရအောင်။တစုံတစ်ယောက်ရဲ့မျက်ညံလေးကိုဝင်လာရသလိုပို့ပြီးတော့ခံစားရစေတယ်။ပိတ်စတိုင်းရေမွေးတိုင်းအိမ်မက်တိုင်းကိုမှတ်မိနေသေးတဲ့မျက်ညံအိမ်တစ်ခုပေါ့။ အစာဦးကိုရိုင်းဟာအသက်ရှိနေတယ်လို့ပဲအတိတ်တွေအများကြီးရှိနေတဲ့နေရာတစ်ခုဆိုတော့ရှောက်လန်းတိုင်းမှာဇလန်းတွေတူတူပြောနေကြတယ်လို့ပဲဒီအစာဦးမူရင်ဟာနပိုလီယန်တရဲ့သားကဟိုတယ်အဖြစ်1865လုံးကစခဲ့တာဒီရောဒီနေရာကိုတွေ့တာနဲ့ဒီနေရာမှာပဲဖွင့်ရမယ်ဆိုပြီးတော့သူ့ရဲ့ fashion house ကိုဒီဇင်ဘာ1946မှာဖွင့်ခဲ့တာဖွင့်ပြီးတော့မကြဘူးခုန new look ဆိုတဲ့ design ကိုစပြီးတော့မဆက်ခဲ့တယ် ဲ့ဒီအချိန်ဟာဒီအစာဦးကြီးတစ်ခုလုံးဟာတကယ်လို့လှူရှားမှုတွေနဲ့ပြည်နေတယ်။အောက်ထပ်မှာဈေးဆိုင်ပြီးရင်လေကားနဲ့ဆက်နေတဲ့အထက်တိုင်းဟာ fitting ချတဲ့အခန်းလူ150ကျော်လောက်ဆက်နေလက်ရာတွေဝတ်ပြထားတဲ့အခန်း moral တွေအတွက်အဝတ်စားလေခန်းပြီးတော့အဝတ်အထည်ချုပ်တဲ့သူတွေရဲ့အလုပ်ရုံဒီရောကတစားတစားအောင်မြင်လာတော့1954လောက်မှာဘေးရတိုက်တွေကထတ်ချယ်ပြီးတော့လူတစ်ထောင်ကျော်လောက်အလုပ်လုပ်နေတဲ့နေရာကြီးဖြစ်သွားခဲ့တယ်။ သူအဲ့လိုနဲ့ချဲ့လာပြီးတော့နောက်တစ်နှစ်လောက်နေတော့ Paris မှာအကြီးဆုံး fashion ညာကြီးတစ်ခုကိုလည်းထပ်ပြီးတော့ဖွင့်ခဲ့သေးတယ်။အခုချိန်မှာတော့ Dior ဆိုင်တွေကကမ္ဘာအနှံ့အနှံ့အပြားပါရှိနေပြီပေါ့နော်။ဒါကိုကြည့်ပြီးတော့သူတွေးမိတာနာမည်ကြီးကြော်ကြားသူတိုင်းအမှုပညာရှင်တိုင်းရဲ့နောက်ွယ်မှာအဖွဲဆိုတာအမြဲတမ်းရှိတယ်။မမြင်ရတဲ့လက်တွေနှလုံးသားတွေချွေးတွေရဲ့ကိုယ်ရည်ကြီးတစ်ခုပဲ တခါတရံမှာချူရနာမည်တစ်ခုပဲမှတ်မိကြတယ်။ဒါပေမဲ့ဒါအောင်ဖြစ်မြောက်အောင်ပါဝင်ခဲ့တဲ့သူတွေရောမှတ်မိထားလိမ့်မရှိဘူး။သူတို့ကလည်းတကယ်အရေးပါတယ်။နောက်တစ်ခန်းအိမ်မက်ဥယျာဉ်တစ်ခုလိုထင်တဲ့အခန်းတစ်ခန်းကိုသွားကြရအောင်။ အဝတ်ထည့်တိုင်းမှာသူဆွဲကျင်တဲ့ပကြီကားတွေတဲ့အတိုင်းပန်းတွေနဲ့ဒီဇိုင်းဆင်ထားတယ်။ Cullip ပန်းနှင်းစီကြပန်းပန်းမျိုးစုံပဲနူးညံ့တဲ့မီးအောင်လေးတွေရဲ့အောက်မှာစိတ်ကူးတဲ့အထည်လေးတွေကိုတွေးလိုက်ရတယ်လို့ပဲ။ ချူမြမပိုးရဲတွေကိုလည်းသတိရမိရဲ့ဒီအခန်းထဲမှာဒီမှာလဲပန်းစင်လေးတွေဂျိတ်စင်လေးတွေကပန်းအခြေခံဒီဇိုင်းလေးတွေပဲပေါ့နော်ကိုဝစ်ထားတဲ့အရာတွေကသမိုင်းနေဇလန်းတွေနဲ့ကိုကိုကိုပတ်ပြီးခြုံထားတယ်လို့ခန်းစားရတဲ့တွေးမိတယ်မြမပြီမချူတို့ရဲ့အစင်တွေကကိုဘရလာလဲဆိုတော့ပြောပြနေတယ်ဒီမှာတော့ဒီရောရဲ့အစင်တွေကသူဖြစ်စီခြင်းနဲ့ကပိုင်းကြီးကိုပြောပြနေတယ်ဆက်ပြီးတော့ရှောက်လာရင်လည်းအနံ့တစ်ခုရလာတယ်ပေါ်ပါပြီးချုံမိန်တဲ့အနံ့လေး ။တတိထားမိတော့ကိုက Miss Dior စိတ်မှာရပ်နေတာပါ။သူ့ရဲ့ new look နဲ့အတူတူဖန်တီးခဲ့တဲ့သူ့ရဲ့ပထမဆုံးရင်မွေး။သူ့ရဲ့ညီမလေးဖြစ်တဲ့ Catherine ဆိုတဲ့ညီမလေးတယောက်ရှိရဲ့သူကဒီရင်မွေးလေးကိုအဲ့ညီမလေးအတွက်သူကဖန်တီးပေးခဲ့တာ။ ဒီညမာလေးကစစ်အတွင်းမှာနာဇီစခန်းတစ်ခုကနေပြီးတော့ရှင်တန်ကြံရင်ခဲ့ပြီးတော့နောက်ပိုင်းပန်းတွေထဲမှာပဲနေပြီးတော့ပန်းဆိုင်တဲ့အလုပ်လုပ်ကိုလုပ်ခဲ့တဲ့ကောင်မလေးတယောက်ပါရုတ်တရက်ဆိုလိုဒီလှပတဲ့အရာတွေရဲ့နောက်ကွယ်မှာတွန်းလံမှုတစ်ခုကိုလည်းတွားပြီးတော့တွေ့ရတယ်အသက်ရှင်ကြံရင်နိုင်သူတယောက်အတွက်လုပ်ခဲ့တဲ့ရင်မွေးချူစိတ်ကိုအဲ့ဒီဖန်တီးမှုလေးကသွားထီတယ်တခါတရံမှာအမှုပညာနဲ့အလှပကိုယ်တိုင်ကလည်းတွန်းလန့်မှုရဲ့ပုံစံတစ်မျိုးပါပဲ။ နောက်တစ်ခန်းကတော့ချူကြိုက်ဆောင်ပိုင်းတစ်ခု အလုတ်အခန်းနမူနာလေးတွေမပြီးသေးတဲ့အဝတ်အစားတွေ၊စာမျက်နှာအဖြူတွေလိုစောင့်ဆိုင်းနေကြတဲ့အဖြူရောင်ရုပ်ထုတွေဒီနေရာမှာဖန်တီးမှုရဲ့နှလုံးခုန်တံကိုခံစားလို့ရတယ်။ပြီးပြည့်စုံမှုနဲ့ဆန်းသက်မှုကြာလွန်ဆွဲနေတဲ့အခန်းလေးပေါ့။ကိုဟာချုပ်ရိုးတွေကိုကြကြကြည့်နေမိတယ်။မြမပြေကအမျိုးသမီးတွေကလက်နဲ့လုံချီချုပ်နေတယ်။ဒီမှာအမျိုးသမီးတွေကဟော့ကထရိုးတွေကိုလက်နဲ့ချုပ်နေတယ်။ တွေးရင်းနဲ့မတူညီတဲ့နိုင်ငံတွေဆိုပေမဲ့တူတဲ့အရာတွေရှိပါလားဆိုပြီးတော့စဉ်းစားမိရဲ့ဒီဒီဇိုင်းနိုင်အထည်တိုင်းရဲ့နောက်ကွယ်မှာပိတ်ဆအဖြူနဲ့ဒီဇိုင်းတစ်ခုအမြဲရှိတယ်။ပိတ်ဆတွေကအဝတ်အစားချုပ်တဲ့အခါမှာအရန်အရန်ဈေးကြီးလို့လုံးဝအမှားမခံနိုင်ဘူး။ ဖြတ်ပြီးညက်ပြီးတော့သူတို့ကိုမချုပ်ခင်မှာပိတ်ဆအဖြူတွေကိုတုံးပြီးတော့အရင်ဆုံးအထည်တစ်ခုကိုချုပ်တယ်။စိတ်ကြိုက်ဒီဇိုင်းရပြီးဆိုတော့မှတကယ်လိုချင်တဲ့ပိတ်ဆနဲ့ပြန်ပြီးတော့ချုပ်တယ်။ဒီတော့ရှိတဲ့အထည်တိုင်းအဝတ်အစားတိုင်းဟာနှစ်ခါချုပ်ရတဲ့ပုံစံမျိုးပေါ့နော်။ဒီခန်းမှာဒါကြောင့်အဖြူရောင်အဝတ်တွေနဲ့ပဲဖြစ်နေတာ။အဲ့ဒါတွေကိုပြထားတာ။နောက်တစ်ခန်းမှာတော့ဒီယောဒီဇိုင်းတွေကိုဝတ်ဆင်ထားတဲ့အယုတ်လေးတွေကို one way ပုံစံမျိုးလေးပြထားတယ်။အသက်ရှူမစရာကြီးပါပဲ။ ဒီလောက်များတဲ့အလုပ်ဒီလောက်များတဲ့ဖန်တီးမှုတွေအားလုံးက one way ဆိုတဲ့ fashion show ပွဲပေါ်မှာခဏလေးပဲပြခွင့်ရဖို့အတွက်ဖန်တီးခဲ့ကြတာချူတွေးမိတာကအနုပညာကလည်းဒီလိုပဲတနေ့နေ့ပျောက်ွယ်သွားမယ်ဆိုတာသိနေလဲဆက်ပြီးတော့ဖန်တီးနေတာပဲတခါတလေလက်ရကောင်းခြင်းကောင်းမယ်မကောင်းခြင်းလည်းမကောင်းဘူးဘာပဲဖြစ်ဖြစ်အလှတရားဆိုတာစွန့်စားဖို့ထိုက်တန်တဲ့အရာလေးတစ်ခုမဂ္ဂဇင်းအဖုံးတွေနဲ့ပြည့်နေတဲ့နေရာလေးလည်းရှိဒီမှာကြည့် အားလုံးချစ်ပြီးသွားပြီဆိုတော့ဒီလေကားကနေအောက်စမယ်အပေါ်ကိုကြောင်းလင်းလေကားလို့တက်သွားတယ်ခမ်းနားတဲ့လေကားကြီးသူ့ဘေးမှာတခြားအောင်လုံးအယောင်ဆုံးဒီရောပစ္စည်းအသေးလေးတွေနဲ့လှဆင်ထားတယ်တက်တန့်လေးတစ်ခုလိုပဲခြေလန်းတလန်းလန်းတိုင်းမှာမတူတဲ့အိမ်မက်ရဲ့အယောင်တစ်မျိုးစီလို့ခံစားရတယ်ဒီလေကားနဲ့ရနေပြီးတော့ဆင်းရတက်ရတာသဘောကျတယ်ဘာဖြစ်လို့လဲဆိုတော့အမှုပညာမာတော်မှ အလအပဆိုတာအစင်စင်တိဆောက်ရတာပဲဆိုတာကိုသတိရစေတဲ့လေကားလေးမို့လို့ ပြပွဲလေးပြီးတော့ဘေးအမှန်ထဲမှာမြင်ရတဲ့ကိုပုံရဲကိုကြည်ရင်တွေးမိတယ်။အမှုပညာရှင်တိုင်းဘယ်ကပဲလာလာ တူညီတဲ့အရာတစ်ခုကိုရှာဖွေနေကြတာပဲလို့။အဲ့ဒီအရာလေးကကိုယ့်ရဲ့စိတ်ကူးယဉ်မှုတွေကိုဖန်တီးနိုင်မဲ့သက်ဆိုင်ရာနေရာလေးတစ်ခု။ဒီရော့အတွက်ကတော့ဒီမွန်တိန်လန်းကတိုက်နံပါတ်30ချူအတွက်ကတော့မြမပိဆာရီရဲ့ကိုယ့်ရဲ့ဇလန်းတွေစုံတဲ့ဘယ်နေရာမှမဆိုဖြစ်နိုင်တယ်။ဒီပဲရစ်မြို့လေးလည်းဖြစ်နိုင်တယ်။ ပြာကန်းအားထွက်လာတော့ Paris မြို့လေးကထုံးစံအတိုင်းတောက်ပနေရောပြာကန်းအားဝင်ကြီး16ယူရိုပေးရတယ်မြန်မာငွေ8000ခွဲ8000လောက်ပေါ့လမ်းလျှောက်နေရင်ချူမှတွေးရီရှိလာတယ်အလာတရားဆိုတာဒီကဘာကြီးကနေထွက်ပြေးဖို့တုံးတဲ့အရာတခုမဟုတ်ဘူးဒါကဘာကြီးကိုရင်ဆိုင်ဖို့နီလန်တစ်ခုဒူးညံ့စွာတတ္တိရှိစွာယောသားစွာရင်ဆိုင်ရတဲ့အရာတစ်ခု ။ဘာဖြစ်လို့လဲဆိုတော့အဆုံးမှာတော့အလှတရားဆိုတာချူရိုဝစ်စင်တဲ့အရာတွေမကဘူး။ချူရိုဖန်တီးခဲ့တဲ့အရာတွေနဲ့ကဘာကြီးပြိုလဲသွားခဲ့တဲ့အချိန်မှာတော့အလှတရားတစ်ခုခုကိုဖန်တီးဖို့ဆက်လက်ပြီးတော့ရွေးချယ်နေတာမျိုး။ဒီ episode မှာအတွေးတွေအများကြီးပြောမိလို့ခေါင်းရှုပ်အောင်မလုံးမိဘူးလို့တော့မျှော်လင့်ပါရယ်။ပကြီးဆရာအတွေးဆိုတော့လည်းသိတဲ့အတိုင်းပဲ။နားထောင်ရင်လည်းဆက်ဆက်ပြီးတော့တွေးမိတာပဲဖြစ်ဖြစ်အစ်စ်လေးတွေတွေးမိတာပဲဖြစ်ဖြစ် comment လေးမှာမျှော်ပြပါအောင်။အတွေးချင်းဖလှယ်ရအောင်ပါ။ ပြပွဲလေးကိုကြည့်လို့ပြီးသွားပြီမယ်အခုချိန်ထိမင်းနေမိတဲ့မိကွန်းကဘာလို့အမျိုးသမီးတွေရဲ့ခန္ဓာကိုယ်တွေဇလန်းတွေအလှပတွေကိုဗဟုပြုတိဆောက်ထားတဲ့ဒီအမျိုးသမီးဖက်ရှင်ကဘာမှာခုချိန်ထိအမျိုးသားတွေရာပဲအဓိကဥဆောင်နေရတာလဲ